ကျွန်တော်ဒီကောင်အခုကျွန်တော်ခွာပြပေးမယ်အထဲတွေကိုခွာပြရင်ဘယ်လို build quality ရှိလဲအဲဘယ်လိုမျိုးကျွန်တော်တို့တိဆောက်ထားလဲဆိုတော့ကျွန်တော်ပြပေးမယ်နော်အဲစောင့်ကြည့်လိုက်ပါမင်္ဂလာပါခင်ဗျာကျွန်တော် power ကိုရဲပါအဲ့တော့ message ကိုဒီ live for 4တွေအရင်များနေတယ်ကာလကြီးမှာနော်လောကကြီးမှာကျွန်တော်ကအဲ power board ကနေပြီးတော့ကျွန်တော် collaboration လုပ်ပြီးတော့ twin ထားတဲ့ brand တစ်ခုကျွန်တော်ပြပေးမယ်အဲ့ brand ကဘာလဲဆိုတော့ကျွန်တော် solivo solivo ကကြတော့ကျွန်တော်ဘာထူးခြားရလဲပေါ့နော် အားလုံးတော့မင်းမအားလုံးကတော့ live full တွေရောင်းနေတာပဲအတော့ဒီ brand ကြီးတွေလည်းရှိတယ်ပထမတည်းလာပြီးသား brand တွေလည်းရှိတယ်အဲနာမည်ကြီး brand တွေလည်းရှိတယ်ဈေးလည်းတက်တာတဲ့ဟာတွေလည်းရှိတယ်မင်းဟာဘာထူးခြားွားလို့လဲအဲ့လိုမင်းကျွန်တော်ကတော့ကျွန်တော်ဟာဘာမှမထူးခြားဘူးထူးခြားတာတခုပဲသူများထပ်ပို့ပြီးအသုံးခံမယ်ငှက်ပို့ပြီးအသုံးခံမယ်ဘာနဲ့အသုံးခံမလဲဆိုတော့ကျွန်တော်တို့ကပုံမှန်အားဖြင့်ကျွန်တော်တို့ sell တွေကကျွန်တော်တို့6000 life cycle ပဲပါတာ life cycle ဆိုတာဗျာ အဲကျွန်တော်တစ်ခါအားသွင်းပြီးတစ်ခါအားထုတ်ရင်သွားတင်း life cycle ပုံနေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကပုံမှန် battery တွေမှာဆိုရင်ကျွန်တော်6000နီးပါတယ်ဒီကောင်ကကျတော့ကျွန်တော်တို့8000အထိ life cycle ကိုပေးထားတယ်8000မှာကျွန်တော်တို့9နဲ့အားမကန်အပြည့်ပေးထားတယ်ပြီးရင်ဈေးရလဲကျွန်တော်တို့ပုံမှန် live phone တွေရောင်းတဲ့ဈေးနဲ့ပဲကျွန်တော်ရောင်းမိတာအဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဈေးကွက်ထဲမှာပေါ့နော်ကျွန်တော်ပစ္စည်း quality ကောင်းတာလဲပေးချင်တာ ਨੇ ပြီးတော့ကျွန်တော်နောက်ထပ် function အပူတွေကျွန်တော်ဘာမှမထည့်တာဘူးဈေးသက်သက်နဲ့ရောင်းလို့ရအောင်လို့ အဲ့လိုမျိုးကျွန်တော်လုပ်ပေးတာဖြစ်တယ်။အဲ့တော့ဒီ Solivo brand ကကျွန်တော်တို့က Pace BMS သုံးတာတယ်။ Pace BMS ဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့ BMS တွေပါတယ်ဗျာ။ကျွန်တော်ဘက်ထရီတွေမှာ Lipo 4တွေမှာ BMS တွေပါ။ BMS ဆိုတာကျွန်တော်တို့ Battery Management System ပေါ့နော်။ကျွန်တော်ဒီ Ethereum Cell တွေ Lipo 4ကျွန်တော်တုံးတုံးချင်းတွေကို Cell တွေညီအောင်လို့ကျွန်တော်တို့က BMS ထည့်ရတယ်။အဲ့တော့အဲ့ BMS တွေကိုကျွန်တော်တို့ကတမျိုးပြီးတမျိုးလူတွေကသုံးကြပါတော့เนาะအမှထားပါတော့ကျွန်တော်တခြား BMS တွေရှိရဲအဲ့ကောင်เนี่ยဘာဖြစ်လဲဆိုတော့ အာ inverter နဲ့ကျွန်တော်တို့ကိုင်ညီမှုမရှိဘူးကိုင်ညီမှုမရှိဘူးဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က inverter နဲ့သွား join လိုက်တယ်ဆိုရင်အားပုံမှန်မသွင်းတာတို့မဟုတ်ရင်ကျွန်တော်ဒီအထဲထဲ cell တွေ volt ထိုးကြတာတို့အပြင်အားတရာရာခိုင်နှုန်းကနေပြီးတော့90လောက်ထိထိုးကြသွားတော့အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်ကဘာသုံးမိရဆိုတော့ဒီမှာ pace bms သုံးထားတယ် pace bms ကဘာကောင်းလဲဆိုရင်ကျွန်တော်တို့အခုဒီ battery ရဲ့အာကျွန်တော်တို့ဒီ inverter နဲ့ join လိုက်ပြီဆိုတာနဲ့ပေါ့ battery နဲ့ inverter join လိုက်ပြီ ော်တော်များများ inverter တွေနဲ့ဒီကောင်ကကိုက်ညင်မှုရှိတယ်အဲ့တော့တော်ုံနဲ့ကျွန်တော်တို့ error မတက်ဘူးပေါ့နော် base ရဲ့ mass ရဲ့ဒါပေမဲ့ function မစုံဘူးကျွန်တော်တို့ function မစုံဆိုတော့ touch device နဲ့မဟုတ်ဘူးအရိုးရိုးပဲရိုးရိုးခလုံးနဲ့ပဲကျွန်တော်တို့သွားမယ်အ live cycle တွေကြည့်လို့ရမယ်ကျွန်တော်အစုံကြည့်လို့ရတယ်ကျွန်တော် percentage တွေပါလဲကြည့်လို့ရတယ်အစုံရရပေါ့နော်အဲ့ဒီစနစ်တွေအကုန်ပါကျွန်တော်ဒီ screen မှာအကုန်ကြည့်လို့ရတယ်အဲ့အဲ့စနစ်တွေပါပြီးရင်ကျွန်တော်ကျိုးလဲထည့်ပြီးသားတယ်ဘက်ထရီမှာတခါလဲကျိုးပါပြီးသားအဲ့တော့တချို့မိတ်ဆွေတွေက ိုးတသက်ဝယ်စရာမလိုကေဘယ်လက်တွေတသက်ထဲစရာမလိုကျိုးပါတခါလဲပါပြီးသားပြင်သူ့မှာအနောက်မှာကျွန်တော်တို့ဝေါ်နိုင်ရမှာကပ်ဖို့အတွက်ကိုတခါလဲနိုင်ရကပ်ဟာလဲပါပြီးသားပေါ့နော်အဲ့လိုမျိုးအစုံပါဝယ်နေပြင်ကျွန်တော်တို့ sell ကပေါ့နော် sell ကအခုနကျွန်တော်ပြော8000 life cycle 8000 life cycle ကကျွန်တော်တို့ ethereum sell ကိုသုံးတာ ethereum sell ဆိုတာကျွန်တော် EVE တို့ RPT တို့နဲ့ကျွန်တော်တို့ဒီတရုတ်မှာ company အာတူတူ site တူတူလောက်ပဲရှိရပေါ့နော်အဲ့ဒီကနေမှကျွန်တော်တို့ KTM နဲ့လာတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့လိုမျိုးသုံးမိတာဖြစ်တယ်ကျွန်တော်ဒီကောင်အခုကျွန်တော်ခွာပြပေးမယ်အထဲတွေကိုခွာပြရင်ဘယ်လို build quality ရှိလဲအဲဘယ်လိုမျိုးကျွန်တော်တို့တိဆောက်ထားလဲဆိုတော့ကျွန်တော်ပြပေးမယ်နော်အဲစောင့်ကြည့်လိုက်ပါ Okay ကျွန်တော်တို့အခွန်ခွာပြီးပြီပေါ့နော်အခွန်ခွာပြီးဆိုတော့အဲကျွန်တော်အထဲဟာလေးကိုပြပေးမယ် Okay ဒါကတော့ကျွန်တော်တို့အာ Lipo 4 battery cell တွေနဲ့ကျွန်တော်လုပ်ထားတဲ့ဟာပဲဖြစ်တယ် အော်ကျွန်တော်ဒါဗဟုသုတရအောင်လည်းနည်းနည်းလေးရှင်းပြပေးမယ်ပေါ့နော်ဒါလည်းဆိုတော့ကျွန်တော်တို့ဒီမှာကအဝါရောင်ကြီးတွေတွေ့နေရတယ်အဝါရောင်ကြီးတွေကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘက်ထရီကိုကျွန်တော်တို့ပူတဲ့အချိန်ကျရင်အပြင်အပူဟိတယ်အရင်မထွက်အောင်ကျွန်တော်တို့အပူကံများထည့်တာပေါ့နော်ဒါကကျွန်တော်ဒီကလောက်တဲ့ DIY ဆရာကြီးလည်းသိတယ်ပေါ့နော်အဲ့တော့ဒီဘက်ဘေးလေးမှာလည်းထည့်တာတယ်ဒီမှာလည်းထည့်တာတယ်အဲ့ပြီးရင်ကျွန်တော်တို့နောက်ထပ်ကသူ့ကိုထပ်ပြီးတော့ဒီကျွန်တော်တို့ပစ္စည်းတွေ အာလောက်တဲ့ strap ပေါ့နော်ဒါစက်ကူ strap လို့လည်းခေါ်ပါဘလို့ဘလို့ core core strap ပေါ့ core strap နဲ့ကျွန်တော်တို့ထပ်ပြီးတော့ဒီကောင်ကိုကျက်အောင်လို့တော့ကျွန်တော်တို့လုပ်ထားတယ်ကျက်အောင်ဆိုတာကျွန်တော်တို့ cell တွေမရွေ့ဝါအောင်အကူအထိတာတော့ပါလို့ဖြင်းတယ်ဆိုရင်ကျွန်တော်တို့အာမလွတ်သွားအောင်လို့ပေါ့နော်အဲ့လိုမျိုးလုပ်ပေးထားတယ်ပြီးရင်ဒီကောင်ကိုတန်တဲ့ဒီလိုမျိုးလည်းအဲကျွန်တော်တို့ပိတ်ထားပေါ့နော်လောအပိတ်လုပ်ထားတယ်အဲ့တော့ build quality ကတော့သူ့အနေထားနဲ့သွားကြည့်တော့ဟုတ်နေပါတယ်ပေါ့နော်ကျွန်တော်အရန်ဈေးကြီးအောင်လည်းမလုပ်ထားဘူး ရန်ဈေးသက်သာအောင်လည်းမလုပ်ထားဘူးပုံမှန်အတိုင်းပဲကျွန်တော်တို့လုပ်ထားတယ်ပြီးတော့အခုဒီမှာတွေ့နေတာဒါ BMS ပေါ့ကျွန်တော် Face BMS လို့ခေါ်တယ်200 MB အထိကိုကျွန်တော်တို့ဆွဲသုံးနိုင်တယ်ပေါ့နော်200 MB အထိသုံးလို့ရအောင်လို့ကျွန်တော်တို့ update ကိုကျွန်တော်ထည့်ပေးထားဖြစ်တယ်အဲ့တော့ဒီကောင်ကဈေးဘယ်လောက်လဲလို့မင်းစုကိုမေးလိုက်မယ်အာကျွန်တော်80လဲမကျော်ဘူး80အောက်လဲမရောက်ဘူးကျွန်တော်လက်လီရောင်းမိတာအခုကကျွန်တော်တို့85သိန်း အဲ့ဒါအောင်မှကျွန်တော်တို့အခု discount နဲ့ပေးထားတယ် discount ကဘာလဲဆိုတော့ကျွန်တော်တို့စုံလုံးပေါ့ကျွန်တော်ဒီမှာ less power နဲ့တစ်စုံလုံးတက်မယ်ဆိုရင်အာကျွန်တော်တခါတည်းတက်စင်ကအခမဲ့နဲ့တက်ပေးတယ်ပေါ့နော်တက်စင်ကကျွန်တော်3သိန်းခွဲ4သိန်းလောက်တော့ရှိတယ်ပုံမှန်အားဖြင့်အဲ့တော့ကျွန်တော်တက်စင်ကအခမဲ့နဲ့တက်ပေးပါဖြစ်ပါတယ်အဲ့တော့မိတ်ဆွေလိုအပ်တဲ့ဆိုရင်ကျွန်တော်တို့စုံစမ်းလို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်ကကိုရဲပါ